ဒီကနေ့အော်တိုဘာလ17ရက်နေ့မှာမြန်မာနိုင်ငံထဲဘယ်လိုထူးခြားသတင်းတွေရှိနေပါလဲစစ်ကြောင်းထုတ်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကရောဘယ်လိုအခြေအနေရှိနေပါလဲသတင်းရယူနေတဲ့ကိုစိုးသူအောင်ကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်ဟုတ်ကဲ့ပါကိုစိုးသူအောင်ရေဒီကနေ့မှာဘယ်လိုထူးခြားသတင်းတွေနဲ့နောက်ဆုံးရသတင်းတွေကိုပြောပြဖို့ရှိနေပါလဲဗျဟုတ်ကဲ့ပါဗျအဲလာမယ့်ရက်ပိုင်းမှာစစ်ကောမရှင်ကကျင်းပမယ့်တနိုင်ငံလုံးအပြည့်အစအကျော် NCA စစ်နှစ်ပြည့်အခမ်းအနားကို UN ပြီးတော့ ASEAN အပါအဝင်နိုင်ငံတကာတန်တမန်တွေကို မတရားအကြဖို့ဆိုပြီးတော့တိုင်းရင်းသားလက်နက်ကိုင်6ဖွဲ့ပေါင်းပြီးအောက်တိုဘာ23ရက်မှာထုတ်ပြန်တိုက်တွန်းပါတယ်အဲတရင်အပြည့်စုံကိုတော့ DVB ရဲ့ website မှာဖော်ပြထားပါတယ်အဲထပ်ပြီးပြောရမယ်ဆိုရင်ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့တန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့တိဘောမျိုးနယ်ကိုမိုင်ဝင်းချင်းအကွာမှာရှိတဲ့လောင်ခွန်ရွာအထိကိုစစ်ကောင်စီတပ်တွေရောက်လာကြောင်းဒီဒေသခံတွေစီကနေသိရပါတယ် ဒီလိုမျိုးတိုက်ပွဲနီးကပ်လာသလိုလေကြောင်းအနေရဲ့စိုးရင်ရတာကြောင့်ဒေသခံတွေတင်းချောင်းကုန်ကြပြီးမြို့ထဲမှာလည်း၆ကပ်နေပြီလို့ဆိုပါတယ်ဗျ။အမန္တလေးဘက်မှာဆိုရင်လည်းဒီမိုးကုတ်မြို့ကိုလည်းနောင်ချုံနဲ့တပည့်ချင်းဘက်တွေကနေထိုးစစ်ဆင်နေပါတယ်။မိုးကုတ်ဘက်မှာတော့နောက်ဆုံးသတင်းတွေအရဒီနောင်ချုံဘက်ကစစ်ကြောင်းဟာဒီရတနာတိုင်ကြီးမိုင်းဝင်းကျင်ပြီးတပည့်ချင်းဘက်ကစစ်ကြောင်းကတော့ဝါဖြူတောင်နာအထိရောက်နေတယ်ဆိုပြီးတော့ဒေသခံတွေကပြောပါတယ်။ဒါအတူပါပဲ။ ဗကန်ရှေးဟောင်းရှင်ကျေးမှုနယ်မြေကကြေးရွာတွေကိုလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမီးရှို့နေပါတယ်။ညောင်မြို့နယ်တဲကအကြောင်းပြင်ကန်နဲ့ဂျိုးကန်ရွာတွေကလူနေအိမ်လူနေအိမ်ကြီး50နီးပါးကိုအောက်တိုဘာ17ရက်နဲ့12ရက်နေ့တွေမှာမီးရှို့ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဘက်ကလည်းဇေဒီပထိုးတွေကိုရှောင်ပြီးတော့တိုက်ပွဲဖော်ဆောင်မယ်လို့ပြောထားပါတယ်။နောက်တစ်ခုကတော့မကွေးတိုင်းထဲမှာပါ။ ငဖဲမြို့နယ်ဘက်မှာတော့နေကံဗျူအဝင်းချင်မှာတိုက်ပွဲဆက်ဖြစ်ခဲ့ပြီးဒီကနေ့မနက်ပိုင်းတုန်းကတော့လက်နက်တန်တွေခဏငြိမ်ခဲ့တယ်လို့ဒေသခံကပြောပါတယ်။ဒါအတူပဲဒီရှေ့တန်းနဲ့နီးစပ်တဲ့သူကလည်းအေအေနဲ့ပူပေါင်းတပ်တွေကနေရာစုံမှာပိတ်ဆို့ထားတာကြောင့်အဲ့ဒီရေကန်စခန်းဟာအချိန်မရွေးကျသွားနိုင်တယ်ဆိုပြီးတော့ပြောပါတယ်။ဒီနေကံဗျူဟာစကန်းဟာစစ်တရဲ့ကပ္ပစာ74အတွက်တင်မကပဲနဲ့ဒီဗရန်တက်နေအတွက်ခုလုံးအတွက်အရေးပါတဲ့နေရာလည်းဖြစ်ပါတယ် အခုတော့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေထိခိုက်ရတဲ့အကြောင်းကိုတင်ပြပါမယ်။ DVB ကပြည့်စုံထားတဲ့စီးရင်တွေအရတော့2025ခုနှစ်နှစ်စကနေပြီးတော့အောက်တိုဘာ9ရက်အထိဆိုရင်10လဝန်းကျင်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး2300ကျော်ပြည်လုပ်ခဲ့တာကြောင့်ပြည်သူ1800ကျော်သေဆုံးခဲ့ရပါတယ်။တပေချင်းမြို့နယ်ထဲမှာသေဆုံးသူအများဆုံးဖြစ်ပြီးတော့69ရောက်ထိရှိခဲ့ပါတယ်။နောင်ချုပ်ကတော့တိုက်ခိုက်ခံရတဲ့အကြိမ်ကြီးအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုပြပြပြတာကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါပါ